ဒီနေ့ထိုးသက်မဲ့ပွဲစဉ်မှာရုရှားဖိုက်တာကိုအလဲထိုးနဲ့နိုင်ရရှိခဲ့ရင်တောင်အပေါ်စုကြီးရရှိမှာမဟုတ်တော့တဲ့မြန်မာဖိုက်တာသမ်မနီဆိုလင်ဦးဝမ်ချန်ပီယံရှစ်ပွဲဥထွက်မှာဂျပန်ဖိုက်တာကိုလဲထိုးနဲ့ရှုံးနိမ့်ခဲ့ရတဲ့မြန်မာဖိုက်တာတပ်ပိုင်အောင် ျွန်တော်တို့တည်ထားတဲ့တမ်မနီဆိုလင်ဦးဆိုတာသူချစ်မြတ်နိုးတဲ့ထိုးပွဲတွေနဲ့ပတ်သက်ပြီးအရန်ကိုစီကန်းရှိတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်အပြောပါရမမပဲအားကစားကိုပဲဒီဇိုင်းမမတ်စူးစမ်းလေ့ကျင့်တဲ့ဖိုက်တာဆိုတာအားလုံးသိရှိထားပြီးဖြစ်မှာပါပြီးခဲ့တဲ့ဆက်ဆံတဲ့ပွဲမှာလည်းတမ်မနီဆိုလင်ဦးတယောက်တတ်မှတ်ဝိတ်ကျော်လွန်ခဲ့တယ်လို့ခုလာမဲ့ပွဲစဉ်မှာလည်း hydration တက်လုံးဝမအောင်ခဲ့ပါဘူးဒါမျိုးက professional fighter တယောက်အတွက်အဓိကအရေးကြီးဆုံးအပိုင်းမှာပါဝင်ပါတယ်သူဘလောက်ထိထိုးပွဲတွေကိုယူသွပ်ပြီးပြိဿကိုလေးစား တလဲဆိုတာ hydration တက်ဝင်အောင်လုပ်ဖို့နဲ့သက်မှတ်ဝိတ်တန်းဝင်အောင်လုပ်နိုင်မှုကအဓိကဖြစ်ပါတယ်။ပိုဆိုးသွားတာကဝမ်းချက်မြေရှိဘက်ကပါစိတ်ပြက်လာနိုင်ပါတယ်။အသေးရရရှိလာပြီဖြစ်လို့သက်မှတ်ဝိတ်တန်းတွင်ဝင်ရောက်အောင်လုပ်ဖို့အချိန်တစ်ခုယူရမယ်ဆိုရင်လေထိုးဝဲတွေကိုစောစောစီစီလက်မခံသင့်ပါဘူး။ပေးသက်တွေကတော့ Russia fighter Dmitry Korton နဲ့ပွဲစဉ်မှာနိုင်ဝဲရရှိမယ်လို့ယူဆထားပြီးဘောနက်စုကြီးဒေါ်လာ9000မှာရရှိဖို့တိမျှော်လင့်ထားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်တွေ ကဝေဝါးသွားခဲ့ရပါပြီ။သူ့ရဲ့ထိုးကြေးတွေကပါခွဲပေးရမှာဖြစ်လို့နှမျောစရာတော့ကောင်းပါတယ်။ဆိုရင်မိတာနောက်ထပ်တစ်ခုရှိပြန်ပါတယ်။ဒီလိုဖြစ်ရမျိုးကြောင့်သူ့ရဲ့စိတ်ဓာတ်ကိုအနည်းနဲ့အများရိုက်ခက်သွားနိုင်ပြီးဒမီထရီကော်တွန်နဲ့ပွဲစဉ်မှာထင်သလောက်လုံးမပြနိုင်တော့မှာကိုတော့ဆိုရင်မိပါတယ်။သူ့ကိုအားပေးနေတဲ့ပေးသက်တွေကတော့သူ့ဘက်ကရက်တီပေးနေအောင်ပါပါ။ တကယ်ကိုကြိုးစားတဲ့ fighter တယောက်ဖြစ်လို့အရင်ကလိုပိအသက်တွေကိုစိတ်ချမ်းသာအောင်ဆွမ်းဆောင်ပြနိုင်ဖို့မျှော်လင့်မိပါတယ်။စားတော့နေထိုင်ဆင်ခြင်ပြီး professional ဆန်ဆန် ပြုမှုလာနိုင်ရင်ပိအသက်တွေကတမ်မနီဆိုလင်ဟူကိုအရင်ကထက်ပိုပြီးအားပေးသွားကြမှာသိကြပါတယ်။တမ်မနီဆိုလင်ဟူတယောက် Dimitri Cotton နဲ့ဒီကနေ့ထိုးသက်သွားမဲ့ပွဲစဉ်မှာအကောင်းဆုံးဆွမ်းဆောင်ရည်တွေနဲ့ပြန်လာနိုင်ပါစေလို့တောင်းဆုပြုပါတယ်။တပ်ပိုင်အောင်နဲ့ Japan Fighter Tani Suru ရဲ့ပွဲစဉ်ကပိအသက်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့တယ်လို့ပဲဆိုကြပါတယ်။ ယ်။ဒီပွဲမှာ fighter နှစ်ယောက်လုံးကအရင်ပွဲတွေကနေမတူတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့တာတွေ့ရပါတယ်။တပ်ပံအောင်ဆိုရင်ပြိုင်မဲ့ကိုဖီအားပေးခဲ့ပြီးခြေကန်ချက်တွေလက်သီးထိုးချက်တွေလည်းထိရောက်ခဲ့ပါတယ်။ရီကွာချမှုတေးတေးလေးကြောင့်တပ်ပိုင်အောင်တယောက်ပေးဆက်မှုကြီးမားသွားခဲ့ပြီးပြိုင်မဲ့ရဲ့အလင်းမြန်နဲ့အရှိန်ဝန်ကိုရင်ဆိုင်ရမှာပြထွက်သွားခဲ့တာကလည်းပွဲတွေ့ကြုံကစကားပြောသွားခဲ့တာပါတပ်ပိုင်အောင်အနေနဲ့ဂျပန်ဖိုက်တာတာနီစုကိုကောင်းကောင်းဖိအားပေးကစားသွားနိုင်ခဲ့တယ်လို့ပဲသုံးသပ်ချင်ပါတယ်ကျွန်တော်အနေနဲ့တပ်ပိုင်အောင်ဒီလောက် ်ထိလောက်ပြနိုင်မယ်လို့တောင်မထင်ခဲ့ပါဘူး။တိုင်ပွဲတွေကနေသင်ငန်းစာယူပြီးဒီထက်ပိုကောင်းတဲ့ fighter တယောက်ဖြစ်လာဖို့မျှော်လင့်မိပါရယ်။ဒီပွဲစဉ်မှာ Japan fighter Tanisu ကအရင်ပွဲကထက်ပိုပြီးခြေကန်ချက်တွေဒူးတိုက်ချက်တွေကိုပိုပြီးသုံးခဲ့တာကိုတွေ့ရပါရယ်။သူ့ရဲ့အားနည်းချက်ဖြစ်တဲ့မျက်နှာကိုအထိုးခံခဲ့ရပေမဲ့စိတ်တက်ကမာကျော်လွန်ပြီးတိုက်စစ်အမြန်ဖွင့်ပြီး1-2တွဲလုံးနေတဲ့ဆက်ကြွေးတာကြီးကကြောက်ဖို့ကောင်းပါရယ်။ဘော်ဒီကန်ခဲ့တဲ့သူ့ရဲ့ခြေကန်ချက်ကြောင့်ပဲတပ်ပိုင်အောင်အထိနာသွားခဲ့ရတာပါ။ အဲ့ဒီကလေးကပြန်မထနိုင်တဲ့နေသားမျိုးမှရှိနေပေမဲ့ကိုပြိုးဝေရဲ့တိုက်တွန်းချက်ကြောင့်ပြန်ထိုးခဲ့တာပါ။ဒါပေမဲ့လည်းနောက်ထပ်ဆဲဆက်ခဲ့ကြမှာပဲဗိုလ်ရီထိုးချက်တွေခံရပြီးအလဲထိုးနဲ့ရှုံးနိမ့်သွားခဲ့ရတာပါ။အတွေ့အကြုံရန်နေသေးပေမဲ့တိုးတက်လာနိုင်တဲ့နေသားမျိုးမှရှိနေလို့တပ်ပိုင်အောင်အနေနဲ့ရှေ့ဆက်ပြီးစူးစမ်းသွားတင်ပါရဲ့။ ဝိုင်းချက်မြေရှိမှာ၃ဘွဲဆက်နိုင်ဘွဲနဲ့အတူစွမ်းဆောင်ရီကောင်းနေပြတ်တနေတဲ့ဖိုက်တာနဲ့ပွဲဥထွက်ထိုးတက်လိုက်ရတဲ့တပ်ပိုင်အောင်နေနဲ့ဒီဘွဲစင်မှာတင်ငန်းစာယူပြီးအကောင်းဆုံးပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။